ကဲအားလုံးမင်္ဂလာပါနော်မင်္ဂလာပါအာကြားလာတော့မသိဘူးဒါပေမဲ့ကျွန်တော်ဒီနေ့နည်းနည်းလေးအာပေါ့ပေါ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးမှနည်းနည်းလေးကျွန်တော်ဟောလုပ်သွားမယ်ဟိုမြန်မာပြည်ကလူတွေပေါ့နော်မြန်မာပြည်ကလူတွေကအရန်ပဲဟောဖြစ်ဖြစ်လွန်သွားကြည့်တယ်အော်မှာကွာဟိုဆယ်လီဆယ်လီဖြစ်တာပေါ့နော်ဆယ်လီဖြစ်တာအရန်လွယ်အာရန်လွယ်တယ်ဆယ်လီဖြစ်တာရန်လွယ်တာပေါ့ လွယ်လဲရန်လွယ်တယ်ပြီးတော့ဒီဘာမှမဟုတ်တဲ့ယဉ်ချင်းမရှိတဲ့ဟာလဲဗီဒီယိုတစ်ခုတင်လိုက်ပြီးမှဟိုပေါ့ဝါရပေါ့ဝါလာပဲတူပါလေဆယ်လီဆိုတဲ့ဟာကိုကင်ဝါလာပဲဒါပေမဲ့ယဉ်ချင်းရှိတာဆိုပါယဉ်ချင်းမရှိဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တဲ့ຢာကဘာလဲဆိုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာပေါ့နော်အခုမြန်မာနိုင်ငံမှာဒီဟိုဒီနိုင်ကျွန်တော်တို့ဒီနိုင်ငံမှာဆိုရင်တော့ကျွန်တော်တို့ဒီဒီနိုင်ငံမှာဆိုတော့ဘာဖြစ်လဲဆိုရင်တကယ်အထင်ကြီးဖြစ်တဲ့လူတွေကပြောရင်တော့မှလေ တော့စဉ်းစားရပေါ့နော်သင်ကပြောပြောရတော့မှဒီမုံမမနဲ့လူပြောရင်ကျွန်တော်သိပြီးမှလိုက်လည်းမရှိဘူးပြီးတော့အာယူအာယူလည်းမဆိုင်တတ်ဘူးအခုကျွန်တော်ဒီမြန်မာနိုင်ငံမှာဒီကလေးပြောတဲ့ဟာကိုကျွန်တော်နားထောင်သိချင်တယ်နော်နားထောင်သိချင်တယ်ကိုစင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာဟမ်မိရှူရမှာနေပါတယ်လို့လေဘုဒ္ဓနေပါတယ်လို့ဘုဒ္ဓဘာသာတွေထူထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကိုမိရှူရမှာခြေထောက်တွေနဲ့ညင်းရမှာဒါတွေနဲ့ ခုတ်ပလိုက်ရမယ်နော်ရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကြရမို့မတတ်မရဘူးအင်္ဂလိပ်မှာမတွညဘူးပါဘုရားဘာသာတွေကကိုယ်လည်းထုထားတာပြည်လားကိုယ်လည်းထုပြီးမှကူးကွယ်တာကျွန်တော်ပြောချင်တဲ့အရာကပါလဲဆိုရင် तू ကဒီကလေးကနံပါတ်1ဟိုကျွန်တော်ဒီကလေးရဲ့စကားကို तू Facebook ထဲမှာ Facebook ထဲမှာအရန်ဒီဟိုဒီလို reaction လေးလုပ်ပြီးမှ ဟိုဖြတ်သွားလောက်ကြည့်ဖြစ်သွားတာပေါ့နော်ဖြစ်သွားတယ်ဆိုတော့ဒီကလေးတွေကိုကျွန်တော်တို့ကဟိုသူရဲ့ပြောတဲ့ဟာကိုကျွန်တော်တို့အာယုစိုက်တည်လားဆိုတာကိုပြောပြောချင်တာဒီကလေးတွေပြောတဲ့ဒီကလေးပြောတဲ့စကားကိုကျွန်တော်အာယုမစိုက်တည်ဘူးဒါပေမဲ့လူကြီးတွေကသူ့ကိုတီမန်အာဟိုတော့ပြောပြသေးတယ်သူ့မှာအာသူ့ရဲ့သူ့ရဲ့သူ့ထဲမှာပေါ်လာတဲ့စိတ်ပေါ့သူ့ထဲမှာပေါ်လာတဲ့စိတ်သူ့ထဲမှာခံယူလာတဲ့စိတ်ကပြင်းထန်တယ်ဆိုတော့ဒီလူကိုဒီကလေးကိုကျွန်တော်ကပြောရမလဲဆိုရင်အာ နည်းနည်းလေးရမ်းပြတ်လိုက်ပြီဆိုရင်လည်းသူတိသွားမှာဆိုတော့ကျွန်ခုဟိုအဲ့ဒါလို့ပြောလိုက်ချင်းအဖြစ်ဗုဒ္ဓဘာသာလေးရမ်းဒေါ်လာထွက်ရမယ်ဆိုတော့ကျွန်တော်သူတိဒါပေမဲ့ဒီကလေးရဲ့စကားဘောင်းဝင်သလားဆိုရင်ဘောင်းဝင်တာမဟုတ်ဘူးလေပမာစကားတော့မသိမပြောတတ်တဲ့လူတယောက်နော်သူပြောနေတဲ့ဟာကိုကျွန်တော်ကသိပြီးမှဒီ ဘာပြောမလဲအာယုစိုက်ပြီးမှပေါ့နော်ဒီကောင်ဒါမျိုးလို့ဗုဒ္ဓဘာသာတွေအခရိယန်ဘာသာတွေကဒါမျိုးလောက်လာတယ်ခရိယန်ဘာသာတွေကငါတို့အမျိုးပြန်ချိန်ရမယ်ဆိုတော့ဟာတီတော့ကျွန်တော်တို့ဖြစ်ဖို့မလိုပါဘူးဘာကြောင့်လဲဆိုတော့ तू ကဘာမှမဟုတ်တဲ့လူတယောက်ဘာတခုမှမတိတိလူတယောက်ဒါမျိုးလူကျွန်တော်ဘာဖြစ်ရမလဲဆိုရင်ဘာလို့တိတယ်လဲဆိုရင်ဘေးခောက်တာရမှာဘေးခောက်တယ်ဆိုတော့အာဒီကောင်ယူပါဆိုပြီးမှပဲကျွန်တော်တို့အာပြစ်ထားလိုက်ရမှာ ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့ဘယ်သူမှဆိုတော့ဘယ်နဲ့ပါပါလောက်ဟောဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတယောက်ရဲ့စကားကိုအတူယူတည်လာယူတည်ဘူးလားဆိုတော့ကျွန်တော်တို့ကနားလည်ရမလဲအယူကပြောတဲ့ဟာကိုဘာတစ်ခုပြောလိုက်လဲငါတို့ကယာအထပြီးမှအာဟွာလှုပ်လိုက်ဟိုတီးတီးလေးငါနှစ်သားရဲ့အယူကကလေးပြောရတဲ့ငါတို့ကထပြီးမှဟောပါလေအာဟွာလှုပ်လိုက်ပေါက်ကွဲလိုက်ဟိုဆယ်နှစ်သားရွယ်ပြောတဲ့ပေါက်ကွဲလိုက် ော်ပြောချင်တာအခုမြန်မာနိုင်ငံမှာဆရာဆိုင်နေလို့လည်းတိမှာပဲအခုထောင်ကျသွားဆရာဆိုင်ရေဆိုတာမဟုတ်လားမလား तू ပြောတယ်တင်းလို့မကြိုက်ဘူးအကောင့်ကြီးဖြစ်တယ် तू ကဆရာတယောက်ဖြစ်တယ်ဆိုရင် तू ခင်ဗျားတို့ယူပြီးမှဖမ်းပြီးမှထောင်ထဲထည့်လိုက်ဟုတ်တော့မလားဒါဒါဒါပဲလေ तू လောက်တော့မမှန်ဘူးဆိုရင် तू လောက်တော့မမှန်ဘူးဆိုရင်တော့ပါလေ तू ထောင်ကျအကောင့်ကြီးတယ်ဆရာဖြစ်လို့ तू ပြောတာမဟုတ် ကဲဟိုဗုဒ္ဓဘာသာနေနေပေါ့နော်သူပြောတော့မားလို့သူတို့မခံယူနိုင်လို့ကဲလက်မခံနိုင်လို့သူ့ကိုတိုင်နေတိုင်ပြမထောင်ချလိုက်တယ်ဒါဆိုတော့အကောင်ကြီးတယောက်ပြောတဲ့ကြောင့်မလို့အကောင်ထဲနဲ့ကြီးတဲ့အရွယ်စားတယောက်ပြောတဲ့ကြောင့်ကျွန်တော်ဒါကိုစကားကိုအာဟောလုတ်တည်တယ်ဒါပေမဲ့ဒီကလေးကဒီကလေးကဒီကလေးကတိတ်ပြီးမှမပြောမလဲဒီကလေးကတိတ်ပြီးမှအာ ဗမာစကားတော့မသိပြောတတ်တဲ့လူမျိုးဒီလူတွေကိုအယုဆိုင်ပြီးမှလုံမယ်ဒီလူတွေကိုဒါမျိုးပြောလာတဲ့ဟာကိုအယုဆိုင်ပြီးမှကျွန်တော်ကဆက်လက်ပြီးမှကျွန်တော်ဟိုပါလေအဆူညာပလောရိုက်အောင်လုံမယ်ဆိုတော့ကျွန်ဒီတမဲ့ဒီအခု reaction လုပ်တဲ့လူကလည်းတိတိမွမွလေးပါတိတိမွမွလေးတွေပါဒါမဲ့ကျွန်တော်ဒီတချို့ဒီအကူကြီးဆိုတော့ဒီ reaction ထဲမှာနည်းနည်းလေးအာနည်းနည်းလေးအာဟောပေါ့ နာမည်ကြီးတဲ့လူတယောက်ပေါ့နာမည်ကြီးလူတွေပါမှာပေါ့ဆိုတော့ကျွန်တော်တို့ဒီဟာလေးဘာမှမဟုတ်တဲ့ဒီဟာလေးကိုကျွန်တော်တို့ကဗီဒီယို reaction လုပ်ပြီးမှကိုယ့်ရဲ့ view တွေတက်လာဖို့အတွက်လုပ်မစရင်ဒါကကျွန်တော်ဓမ္မမဆိုဒါမျိုးကလေးတွေတက်လာတဲ့အချိန်ကျွန်တော်နည်းနည်းနာမည်ကြီးတဲ့နည်းနည်း follower ရှိတဲ့လူတွေကအာယူလို site မှာ reaction တော့မလုပ်တည်တဲ့အရင်အနေမလုပ်တည်တဲ့အရာတွေဖြစ်တယ်ဒါပေမဲ့ဒီနေ့ကကျွန်တော်လုပ်ရခြင်းအကြောင်းရင်းကဘာလဲပွာလာတဲ့အရင်ဖြစ်လာတဲ့အကြောင်းကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်မြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာပြဿနာကိုကျွန်တော်ပြောချင်တယ် ။ဘာလဲဆိုရင်မြန်မာနိုင်ငံမှာခုနကကျွန်တော် ပြောသလိုပဲဗီဒီယိုတစ်ခုတင်လိုက်ပြီနဲ့ပေါက်ဝိုက်သွားဆယ်လေးဖြစ်သွားရော။ဆယ်လေးဖြစ်ဖို့အရန်လွယ်နေတဲ့ကာလမြန်မာနိုင်ငံကအရန်လွယ်နေတဲ့အချိန်အရန်လွယ်တယ်လေအဲ့ဒါကိုကျွန်တော်ဘာဖြစ်ဘာကျွန်တော်ဒီလိုဖြစ်ရတယ်လဲဆိုရင်ဘာမဟုတ်တဲ့တိတိလေးကိုတော့မှငါတို့ကအရန်ပဲမပြောမလဲအာမပြောမလဲတိတ်အာအချင်းကြီးလို့တာပေါ့အရန်အဲ့လိုပြောမလဲအယုံလွယ်တာပေါ့ပြီးတော့ အာအတိမပြုတာအယံလွယ်တယ်အတိမပြုတာအယံလွယ်တယ်ဒါကြောင့်မို့ဒီခုဒီပြဿနာကလည်းမမဆွေဒီကလေးပြောတဲ့ဟာဆိုကြည့် तू မမောင်းမို့ကျွန်တော် तू ပြောမားတယ် तू မပြောတက်ဘူးဒါပေမဲ့ reaction လောက်လာတဲ့လူတွေတော်တော်များများအားလုံးကဟိုတယောက်လဲ तू ပြောလိုက်တဲ့ဟာကိုတခြားတော်တော်မှအကလုံးထိလိုက်တဲ့အနေအထားမျိုးဖြစ်သွားတာနော် तू လဲတယောက်တည်းပြောအားလုံးထိသွားတယ်မန္တမ်းမဲ့ကျွန်တော်ပြောချင်တဲ့အရာကပါလဲဆိုရင်ဒီဟာကို သူတို့နဲ့ပတ်သက်တဲ့ဟာတွေသူတို့နဲ့ဆိုင်တဲ့ဟာသူမိဘတွေပဲဖြစ်သူငယ်ချင်းပဲသူ့ဆရာတွေအပြည့်အဝသူ့ကိုတိမှတ်ပြုပြီးမှအာအာပြောလာမှာပေါ့ဒါပေမဲ့ဒီထဲမှာကျွန်တော်ပြောချင်တဲ့အရာတစ်ခုကကျွန်တော်ပြောပြမှာနော်ဟုတ်တယ်မတော်ရရင်ထွက်နေရတော့နင်ရငါတို့ဖယောင်းကိုချစ်တော့နဲ့ကံမယ် ငါတို့ဖះကိုမီးရှို့မယ်ငါတို့ဖះအုပ်ပုံကြီးကိုကိုးွယ်အောင်ပြောပါဦးဟဲ့နေဖះဘလောက်တကိုကြီးတပတ်ငါဘာသာရေးမပါချင်နေဖះရင်လုံးတာလေငါတို့ဖះလုံးလေးပွင့်ရတော့မှမွေးလာနေဖះငါတိတ်ကုန်မှမွေးတာလေအခုနေဖះတိတ်တကိုကြီးတက်နေတဲ့ရေခဏတားခဏလာပြစ်နေတဲ့မိုးချိုခဏတားခဏလာညီတို့ကျွန်တော်ပြောချင်တဲ့ရေကဘာလဲဆိုရင်နေတို့ဖះဆိုတာတည်းပေါ့နော်အာဒီခရီးရန်ပါတာတွေရဲ့ ဖွာဖះဆိုတော့တဲ့အဲ့လူပုဂ္ဂိုလ်ကလေးတယောက်ကိုပြောတတ်ဟာကိုပေါ့နော်ဆုံးမတည်တယ်ပြောတည်တယ်ဒါပေမဲ့မပြောကောင်းဘူးပေါ့ကွာဒါမပြောကောင်းဘူးဆိုတော့တော့ဘာဒီသူများပါတော့ထိခိုက်တာမကောင်းလို့ပြောတော့မကောင်းဘူးဆိုတာလေးတော့ကျွန်တော်ဗီဒီယို reaction လေးလုပ်တာတော့မဆိုးပါဒါပေမဲ့ဟိုတယောက်နဲ့အားလို့ဟိုတယောက်နဲ့လုတ်လိုက်တော့နောက်တယောက်ကလည်းတခြားပါတော့ပြန်ထိလိုက်ဟိုကောင်းလည်းပြန်ထိလိုက်တရားနဲ့ပြန်ထိလိုက်ဆိုတော့ကျွန်တော်တို့ကဘောပေါ့နော်နည်းနည်းလေးပြဿနာဖြစ်လာတယ် ဒါပေမဲ့ဒီမေကြီးတို့ဒီအမကြီးတို့ကလည်းတိတ်ပြီးမှအာအာယူဆိုင်ရမဲ့ချဲမှာတော့မပါဘူးမပါဘူးเนาะဒါပေမဲ့ကျွန်တော်ဒီမှာပေါ်လာတဲ့ဟာလေးကိုကျွန်တော်ပြောပြချင်တာဒီထဲမှာတစ်ခုရှိတာကအာအပြန်အလှန်တစ်ခုဖြစ်သွားတယ်အာငါနေမပါလာလဲမချိန်နဲ့လို့စကားပြောတော့မှန်တယ်ဒါပေမဲ့ဒီမှာစကားတစ်ခုပြောတာရင်းရတယ်ငါအခုလိုက်ရလိုက်ပြန်ပြောတော့နင်းလာလေငါနားမှာရှိကြည့်လဲမျိုးနင်းတာမသိလားလဲမျိုးနင်းတာငါတို့ဖေးဆိုဒါလေးဒီအဝတ်တစ်ခုကိုကျွန်တော် ြောချင်တယ်ဟိုသူ့ကိုသူဘယ်အချိန်မှစံဝင်မဲ့ဒီမှာတခုကျွန်တော်ပြောချင်တယ်ဒီတခုတော့ကျွန်တော်ပြင်းတော့လေကိုရန်ရွေးချယ်ပြီးတော့မှတပည့်တော်ဝဲကတွေမှားစရာပြုစရာရှိတာဒီသာသနာကိုပြန်ပွားအောင်လုပ်ဖို့အားလုံးကိုမှားကြိုက်ပဲပြိဋိဘံပြုခဲ့တာနင်းတို့ဖယားတို့သူများလျှက်ရက်ပြက်အကသတ်တို့သေဆုံးတဲ့သေပြီးလောကတိုင်းကိုချိတ်ခံရတဲ့ဖယားမဟုတ်ဘူးအဲ့ဒီလိုပြောလိုက်ရင် ငါတခါမှဒီလိုမပြောခဲ့ဘူးเนาะအဲ့လိုပြောလိုက်တယ်လို့ကောင်းတဲ့ခင်းတဲ့ဘာသာဝင်တွေကလာကြအောင်ပေါ့အတိလို့အပြောမခံချင်ကိုဘာသာကိုထိတ်ကိုအဲ့ပေါ့ဒီမှာကြည့်အဲ့တခုကျွန်တော်တပေါ်မကြเนาะဟိုလူတိုင်းပါဇက်တော့ကျွန်တော်ထိန်လို့မရဘူးလူတိုင်းပါဇက်တော့ကျွန်တော်ပြောလို့လို့မရဒါပေမဲ့အဲ့လိုလေတခြားအခုကြည်အိတ်အာအိတ်ကလေးတယောက်ကပြောလိုက်ခြင်းအဖြစ်ဒီခရိယန်ခရိယန်နေကိုကိုွယ်တဲ့ဖခင်က အသေးဆိုးနဲ့တည်တာလို့ဟိုလိုအာသူများတက်ခံရတာလို့ဟိုချိတ်ခံရတာလို့ဆိုတော့ဟာမျိုးဖြစ်လာတာအဲ့တော့လေဟိုအမှန်အနေနဲ့ဆိုကျွန်တော်တို့လက်ခံတယ်လက်ခံတာပေါ့နော်ဟုတ်တယ်လေအသေးဆိုးနဲ့တည်တာမှန်တယ်တက်ခံရတာမှန်တယ်လေကျွန်တော်တို့လက်ခံတယ်စိတ်မဆိုးဒါလေးကိုကျွန်တော်လက်ခံတယ်ဘာမှဖြစ်ပြရတယ်လက်ခံလို့ရတယ်နော်လက်ခံလို့ရတယ်ဒါမဲ့ဟိုဒီဒီမှာတစ်ချက်ပြောရအောင် ဟမ်ကုလူကိုထင်းဆိုတဲ့အနေထားမျိုးဆိုတော့ကျွန်တော်ထင်းလို့မရဒါကတော့ဘာသာတိုင်းမှာအာခရစ်ယာန်ပါတီကိုလည်းပုတ်ခတ်နေတဲ့ဟာတွေပြောတဲ့ဟာတွေရှိတာပဲအမကကိုထင်းလို့မရဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အရာကအာပြောရမယ်ဆိုရမယ်ဆိုတာတော့ရှိအခုဒီကလေးတွေကိုသူ့မိဘတွေရောဖြစ်ဖြစ်ဒီဗီဒီယိုသူ့မိဘတွေတွေ့တဲ့အချိန်ကျတော့သူ့ဆရာတွေတွေ့ရင်တော့သူ့တော့ဟိုပြောမှာပဲဘာကြောင့်လဲဆိုဒီကလေးရဲ့စိတ်ထဲမှာကဟိုကျွန်တော်ခုနပြောသလိုပဲအကောင်ကြီးမဟုတ် အကောင်ကြီးမဟုတ်ဘူးဆိုတော့ပြောနားလည်ရမလားဒီလိုလေးတိတိလေးပြောတဲ့စကားကိုလည်းငါတို့ကအတီယူပြီးမှပေါက်ကွဲဟိုငါးနှစ်သားလောက်ပြောတဲ့ဟာလည်းငါတို့ကအတီယူပြီးမှပေါက်ကွဲအဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံကအမျော်မီလေးကိုနည်းနည်းဖြစ်စေချင်အခုကျွန်တော်တို့တခြားတခြားဗုဒ္ဓဘာသာတကယ်ဘုံကြီးတွေကတော်မှမြန်မာနိုင်ငံအဖုံကြီးတော်မှဒီခရစ်ယာန်ဘာသာကိုအစော်ကားတာရှိတယ်เนาะအဟွာလုတ်တဲ့ဖယားတို့ ဘုန်းကြီးရှင်မအဘုန်းကြီးဝတ်တဲ့ဖရာတို့အသေးဆုံးနဲ့တည်တဲ့ဖရာတို့ဘာလို့ညာတို့နဲ့စာအုပ်တော်မှာထုတ်ပြီးရောင်းတာပဲအေးဘုန်းကြီးဘယ်သူမှတရားလမ်းမစွဲဘူးဘယ်သူမှသူ့ကိုအာသူ့ကိုတရားလမ်းမစွဲတယ်လို့သူ့ကိုသူ့ဒီကျွန်တော်တိနေသူ့ဗီဒီယိုဆက်လက်ပြီးလုပ်နေတော့တာပဲတရားလမ်းမစွဲဘာမှမလုပ်ဘူးဒီတိုင်းပဲကျွန်တော်လွတ်ထားတာတော့ကိုကမြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဆိုတော့ကိုဘာသာနဲ့တော့ကြိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူမြန်မာဘာသာကကိုကလာကြည့်တော့အထောင်ကြမယ်တို့ဟိုဘာလဲ အမေတို့လူကိုမေတို့ကောင်းထိန်တို့မေတို့ဖယားချိတ်တာတော့ဘာတော့ညာတို့တေဆိုးနဲ့တေတာတော့ဘာတော့ညာတို့ပြောနေရင်တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုရင်ဒါမိုင်းရတိတ်အရင်တေးတယ်နော်ဒီလိုမျိုးမိုင်းတီးတီးလေးပဲရှိတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုမြန်မာနိုင်ငံကဟိုပေါက်အရင်ကပေါက်ကွဲလွယ်လာနော်တကယ်ပေါက်ကွဲလွယ်ရမယ့်အရာကတော့ခုပေါက်ကွဲလွယ်မယ်သူတကွာလုံးမယ်စီလုံးပြီးမှအာတန်ပြူငေးချောင်းအောင်လုပ်မယ်ဟိုကျေဝေါအောင်လုပ်မယ်ဆိုပြီးတော့လုံးတော်တော်တည်းရှိတာတော့ကျွန်တော်တို့မလုပ်နိုင်ဘူးနော်မလုပ်နိုင်ဘူး အဲ့လိုမျိုးဆိုတော့ကျွန်တော်ဟိုစက်ထဲမှာအားတာချင်မရှိဘူး။ဟောတကယ်ဟောတလုံးတဝက်လောက်ပြီးမှရေးရေးဆိုတော့တိုးဝင်မယ်ဆိုတော့ဟာတော့မရှိဘူး။ဒါပေမဲ့အခုဒါမျိုးဒီကလေးလေးကျွန်တော်ခုနပြောသလိုဘာမှကောင်းကြီးကြီးမဟုတ်ဘူးဒီတီးတီးလေးပြောတဲ့စကားကိုလည်းကျွန်တော်အတီးတွေယူပြီးမှအတိတ်ပေါက်ကွဲလုပ်ပြီးမှအာသူမြန်ပါတာကိုလည်းပြန်ထိခိုက်အောင်ပြန်ပြောတော့ဟာမျိုးအာစိတ်ဆိုးအောင်ဒေါ်တာချက်အောင် ပိုဆိုးတာတခုကဘာလဲဆိုရင်ဘလောက်တိမရိုင်းလဲငါတို့ဘုရားကိုဖျက်ချောင်းနဲ့နေမယ်လို့ဓာတ်နဲ့ခုတ်မယ်လို့ဖြိုပြစ်မယ်လို့ရွှေရောင်စေးတွေငွေရောင်စေးတွေမြမပြီးမှကိုးဝယ်စရာမလိုဘူးလို့ဆင်းပြီးအိမ်မှာထိုးစရာမလိုဆိုတော့နင်တို့စောက်ဆင်းရပါမလို့လည်းပြောတာဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံနော်ဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံ135ပြည်သို့ညီကိုမောင်နှမတွေအားလုံးတည်တူဗုဒ္ဓဘာသာကိုးဝယ်ရလို့ရှိရင်တခြားဘာသာကိုးဝယ်ရလို့ရှိရင်ငါတို့ကစပြီးစော့တာဒါပေမဲ့နင်တို့ငါတို့စပြီးစော့တာ ကဲဒီနေ့ဘုရားတော်တော်မှတော်တော်မရိုက်နဲ့အသားတွေတော့ဆက်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 တုံနေအပြင်းမာတာဆိုနေလို့ကောင်းဘယ်လိုလုပ်မိလဲဆိုတာတော့သိနော်ဟမ်ဂျိုဆင်းကိုကိုခွဲတယ်ပြောတဲ့ဒီလက်ခံနေတဲ့ပုံတော်ကိုခွဲတယ်လို့စော်ကားတဲ့ဒီမှာတို့လက်ခံနေအခုကနေတော့မရိုက်လာတာခြေထောက်နဲ့နေရမယ်ဓာတ်နဲ့ခုတ်ပြရမယ်ရွှေရောင်စည်းတွေငွေရောင်စည်းတွေဖြိုပြက်ပြရမယ်အိမ်တိုင်းအိမ်တိုင်းမှာစင်မီပူဇော်ဝယ်မပေးရဘူးအမွှေးတိုင်ပူဇော်ဝယ်မပေးဆိုနေဆောက်ဆင်ရပါမလို့ဒီလိုပြောတာဟမ်ဆို နေတို့ဆိုတဲ့ဟာတဲ့နေတို့ဆိုတဲ့ဟာဒီစကားတခုကခရိယံတတော်လုံးကခရိယံတွေအားလုံးကခရိယံတွေအားလုံးကစော်ကားနေလို့ဖြစ်နေတာလေပြောတာကျွန်တော်ပြောတာနားလေလားဒီမှာဒီအမနေပြောတာနေတို့ဆိုတာ ਨੇ နေဆိုတာ ਨੇ မြန်မာစကားဆိုကျွန်တော်တိတ်မပြောတတ်ဘူးဒါပေမဲ့အာမြန်မာလူမြန်မာလူမျိုးတွေကပုံနားလေကျွန်တော်ဆိုပုံမှန်စကားတိတ်မပြီးဘူးတိတ်မတတ်ဘူးပေါ့နော် နီတို့ဆိုတာနဲ့နင်ဆိုတာနဲ့တော့ကွာတယ်နင်တို့ဆိုတာအများကြီးဟုတ်တော့မလားနင်ဆိုတာတယောက်သူတယောက်တယောက်ပေါ်ဆိုအာပေါ်တဲ့စကလုံးဒါပေမဲ့နီတို့ဆိုတာဟာကကျွန်တော်ခရိယတသက်လုံးအားလုံးကလည်းခရိယတွေအားလုံးကလည်းဟိုဗုဒ္ဓဘာသာကိုမျက်စောကားနေတို့လို့အာဖြစ်နေတယ်ဒါလေးကိုတော့ကျွန်တော်ကနည်းနည်းလေးစဉ်းစားစဉ်းစားစေချင်တာပေါ့နော်ဒီကလေးပြောတော့မားတာမဟုတ်အရမ်းမားတာပေါ့သူမားတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့ဟာကအရေးကြီးလို့တစ်တလား ပုဂ္ဂိုလ်ကြီးတဲ့လူရဲ့အကောင့်ကြီးရဲ့လူပြောရင်ထောင်ချသွားတယ်ထောင်ထဲထည့်ထားတယ်ဆိုတော့ဒါမျိုးအရေးအရေးတိတိလေးပြောတဲ့ဟာကိုနင်းတော့ဆိုတဲ့ဟာမျိုးပြောမှဒီကောလင်းကကိုတော့ကျွန်တော်စရင်တိုင်းမှာတော့မှအာထဲရမယ့်အနေထားမှမရှိဘူးဆိုတော့ကျွန်တော်မြန်မာနိုင်ငံကခုနကျွန်တော်ပြောသလိုပဲဆယ်လီဖြစ်တာဆိုရင်အရင်ချင်းရှိရှိမရှိဗီဒီယိုတစ်ခုတင်လိုက်တာပေါ့ဝိုင်းတော့ဆယ်လီဖြစ်သွားတာဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးခါကျွန်တော်မြန်မာနိုင်ငံမှာ ရှိနေတော့ကြောင့်ကျွန်တော်ဒီနေ့ပြောရတာဒါတော့တခုကဒီမှာအမကြီးပြောတဲ့စကားတခုတော့နင်တို့ကတော့၄ဆရာသိန်းချင်းရှိတော့ငါတို့မြန်မာပြည်မှာနေနေတာမှန်လားဒီမှာအဲ့တခုတော့ကျွန်တော်လုံးဝကိုမကြိုက်တာနော်အဲ့တခုတော့ကျွန်တော်လုံးဝဒီအမကိုကျွန်တော်ပြောချင်တာကကျွန်တော်လုံးဝမကြိုက်ဟိုမြန်မာနိုင်ငံရဲ့တမိုင်းလာအလုပ်တိကြပါပဲဟိုကုပီနေနဲ့ကုနေနဲ့ကုနိုင်ငံနဲ့ကုမြန်မာနိုင်ငံမှာယဉ်ဆိုတဲ့တိုင်းခုနှစ်တိုင်းပဲနော်ဟိုဟို၁၄၁၄ပီနေနဲ့တိုင်းက၁၄ခုရှိတယ် เนาะဆိုတော့အာမြန်မာနိုင်ငံကချင်ပြည်နယ်မှာလည်းကချင်လူမျိုးတွေတိတက်နေတဲ့နေရာပေါ့เนาะကရင်မှာလည်းကရင်တွေတိတက်နေတဲ့နေရာဒါကြောင့်ခုမိတို့တော်မှမြန်မာဘာလင်းဆရာမရှိလို့မြန်မာနိုင်ငံမှာလင်းလာနေတယ်ဆိုတော့ဟာမျိုးပြောရတော့ကျွန်တော်ကအဲ့တခုအားဖြင့်ကျွန်တော်တို့တခုပြစ်တာကမြန်မာနိုင်ငံမှာမတည်မငြိမ်ဖြစ်တာမြန်မာနိုင်ငံမှာဒီအခုချိန်ထိ90 80 80လောက်ရှိနေပြီခုအဲ့လောက်ကြည့်90လောက်မှဖြစ်နေတော့ပြင်နေခု90ကကျော်လာပြီဆိုတော့80လောက်90လောက်ဖြစ်နေပြီ ဲ့လိုဒီမငေမတက်ဖြစ်နေတဲ့ဟာကအဲ့လိုလိုအမစိတ်တက်ကအဲ့လိုမျိုးရှိနေလို့မင်းတို့တော့ငါတို့ရှီမလာနေတယ်ငါတို့မြန်မာဗမာတွေလှုပ်ချင်တာငါတို့ဘိုးရပါတယ်လှုပ်ချင်တာလှုပ်မယ်ငါတို့မပါတယ်အာနေရာကမှာတွားချင်တဲ့နေရာလှုပ်ချင်တာလှုပ်မယ်ယူချင်ရှိရမယ်တိတ်ဖိုက်ချင်နေရာနေမြားလို့ချိတ်ချဲကျွန်တော်ချိတ်မယ်မင်းတို့ကငါတို့နေမှာနိုင်ငံမှာလာနေတယ်လို့ဆိုတဲ့ဟာမျိုးအယူအဝေနေတဲ့ကြောင့်အမှတ်အမှတ်ခက်ခဲတာအဲ့လိုမျိုးဖြစ်လို့တိုင်းပြည်ကမငေးချမ်းနိုင်တာအမမာကကိုကလည်း အော်ကိုကိုကနည်းနည်းနေအော်ကချင်ပြည်နယ်ကချင်နယ်ပဲနေတာဆိုဟုတ်ပြီဟိုကနဲ့ကိုရီကစကားအဲ့ဒါဗမာနဲ့ထုတ်ပြနိုင်တဲ့အောက်ပိုင်းတွေမှာမြန်မာတွေပဲနေဆိုတဲ့ဟာမျိုးဖြစ်လာရတော့ဘာမှပြဿနာမရှိဘူးလေဒါပေမဲ့ဟိုတလုံးသုံးဝနဲ့ဖက်ဒရယ်ပြည်တော်စုအနေနဲ့ကျွန်တော်တို့တလုံးသုံးဝနဲ့နေတဲ့ချိန်မှာမင်းနိုင်မရှိတော့မာရုနိုင်ငံမှာလာနေတာဆိုတဲ့ဟာမျိုးတော့စကားမတုံ့တင့်ဘူးလို့ကျွန်တော်ဒီနေ့ပြောချင်ဖြစ်တယ်ဆိုတော့အဲ့ဒီအဲထဲမှာဘာပဲပြောသွားပါစေအာဒီ ဗုဒ္ဓဘာသာလို့ဒီကလေးကစော်ကားတယ်ဆိုဒီကလေးကမားတယ်မို့ရမားတာဘာမှပြောတစ်ဘူးမန်းဒါပေမဲ့ကျွန်တော်တို့ဒီကလေးကဟိုအရေးယူတိလားမယူတိဘူးလားဆိုတော့ဟိုဘာလဲသူရဲ့စကားကိုကျွန်တော်ကအရေးယူတိလားအရေးတည်ယူလို့တိတလားအယူပါတရားဒီဒီကလေးကယူထားလိုက်တော့ဒီကောင်ယူပါဆိုရဲဟာမျိုးနဲ့လုံမလားဆိုတော့ကျွန်တော်တို့မိုင်းထဲမှာလည်းစစတတ်ဖို့လိုတယ်အကောင်ကြီးပြောရင်တစ်မျိုးဟိုမှာခင်းရင်မှာဆရာကြီးတွေပြောရင်တော့တစ်မျိုးဆရာကြီးတယောက်ကပြောလို့လဲ အာထောင်ကြသွားတာပြီအခုဒီကလေးကဘာကောင်းမှမဟုတ်တယ်ကျွန်တော်အရေးတည်ယူလို့ဘူးမှအာနေတော့ဆိုတဲ့ဟာမျိုးတွေပြောတာတော့နင်းဖះဆိုတော့မနဲ့နင်းဖះဆိုတော့နင်းလူအဲ့အဲ့လူပြောတာကို miss ပြောဒါပေမဲ့နေတော့ဆိုတဲ့ဟာကအများကြီးနဲ့ဖြစ်သွားပြီဆိုတော့ခရစ်ယာန်တတက်လုံးအောင်တော့ဗုဒ္ဓဘာသာစော်ကားနေသလိုဖြစ်တယ်ဆိုတော့တော့ကျွန်တော်တို့ခုပြောပြချင်တာဒီကလေးရဲ့လို့ပြောတဲ့အချိန်မှာမင်းတို့လည်းအားလုံးထားတယ်အားလုံးလည်းစိတ်ဆိုးပြီးမှပြောကြဒါပေမဲ့ခရစ်ယာန်ဘာသာတရားမှာတကယ့်အကောင်ကြီး တကယ်ဆရာကြီးဖြစ်နေတဲ့ဘုရားဗာမင်းဆိုဘုန်းကြီးတယောက်ဖြစ်နေတဲ့လူကြောက်တော့မှခရစ်ယာန်ဘာသာကဘုန်းကြီးဝတ်တဲ့ဘုရားလို့အသေးဆုံးနဲ့တည်တဲ့ဘုရားလို့အော်ဘာလဲအမ်ဟိုပြီးတော့ဒီအာတမန်ကျမ်းစာကမမှန်တာတို့ဘာတို့ညာတို့ပြောပြီးမှစာအုပ်နဲ့ထုတ်ပြီးမှ ရောင်းနေတဲ့ဟာစေဘုန်းကြီးတပါးရှိတာလေအမိုက်ဘုန်းကြီးကိုကျွန်တော်တို့ဟိုဟိုတချို့ဒီအာဘုရားဘာသာကဆော့ဟိုဘာလဲမလို့တိဘူးပြောတာတို့မရှိဘူးเนาะမရှိဘူး ပြီးတော့တို့အခုချိန်ထိရှိနေတော့မယ်ထောင်လည်းမကြပါဒါမဲ့ကျွန်တော်ပြောချင်တဲ့အရာကဘာသာနိုင်ငံအမမဆွနိုင်ငံတနိုင်ငံမှာအနိုင်ငံတနိုင်ငံမှာတော့ဟိုလွတ်လပ်စွာကိုယ်ပွဲချင်းရှိတာတော့မှန်တယ်လေဒါမဲ့အဲ့လွတ်လပ်စွာကိုယ်ပွဲချင်းကတော့အော်ဗုဒ္ဓဘာသာလေးမှာလည်းပြည့်ဝရှိမှာအခရိယန်ဒီမှာတော့ကျွန်တော်တို့အသိအခုအခုကျွန်တော်တို့ကြည့်လိုက်အာဖြစ်နေတဲ့ခရိယန်ဘုရားကျောင်းတွေမှာဘုံကျဲတာတို့ခရိယန်တွေကအသိတော်ဆောက်ခွင့်မပေးတာတို့ အာအတင်းတော်တခုစောက်ဖို့အတွက်ခရင်ဖျားကြောင်းတခုစောက်ဖို့အတွက်နှစ်ပေါင်းများစွာအထက်မှာစာတင်မြတ်အော်ဟောပေါ့ဖျားကြောင်းစောက်ဖို့အတွက်လို့တော်တော်မှလူလူလေးနဲ့တိတ်ခွင့်မလို့စောက်ခွင့်မပေးတာတို့နော်အဲ့လိုမျိုးတွေတော့အများကြီးရှိပါတယ်ဒါကကျွန်တော်ကြိုခဲ့တဲ့အရာလို့ပြောပြတာဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်ဟိုဒီနေ့ဒီမှာနေပြောကဆိတ်ဆိုးတာဆိတ်ဆိုးတက်ပါတယ်ဒါပေမဲ့တုံးတဲ့အချိန်မှာတော့နင်တော့ဆိုတာနဲ့နင်ဖေကနင်ဖေကဒါမျိုးပြောတဲ့အရတော့ကျွန်တော် ြောသေးတယ်ဒါပေမဲ့ဒီကလေးလူကျွန်တော်ရေးတည်ယူလို့တည်လာလားဆိုရင်ဒီကြီးကဘာမှဟိုးဘာလဲဟိုးဘာလဲ nothing nothing ပြောမစွ nothing ပေါ့နော်ဘာခုမှဘာမှစကားတော့မှမပီကလာပီကလာပြောတဲ့လူတယောက်ကိုငါတို့ကရေးတည်ကြီးလို့ခုမလို့အကောင့်ကြီးမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တာဒါလည်းအညာတကောင်မှလည်းကျွန်မြန်မာနိုင်ငံမှာဘာပဲဖြစ်ဖြစ်နည်းနည်းလေးလှုပ်လိုက်ပြီဆိုတော့တခါလေးပေါက်သွားတာလို့ဗီဒီယိုတင်တော့ဆယ်လေးဖြစ်သွားတာမျိုးဆိုတော့ကျွန်တော်ဒါမျိုးတွေမလို့တည်ဘူးကျွန်တော်မိုင်းကနည်းနည်းကျွန်တော်တို့မိုင်းကနည်းနည်းလေး အာတိုးတက်ဖို့လိုတယ်ကျွန်တော်ရဲ့အတွင်းခေါ်တိုးတက်ဖို့လိုတယ်အားလည်းကျွန်တော်ပြောရင်းနဲ့ဒီမှာမဲနီကိုချိုးချင်ပါတယ်ကျွန်တော်ဒီဟာလေးကိုမိတ်ဆွေကအာအာအမီဘလိုရှိတယ်ဆိုတာလေးကိုလည်း comment ထဲမှာရေးသွားနော်လွတ်လပ်စွာရေးသွားနိုင်တယ်အာကျွန်တော်မားတယ်ဆိုလည်းမားတာပေါ့မှန်တယ်ဆိုလည်းမှန်တာပေါ့ဘာဖြစ်ဖြစ်ဖြစ်အားလုံးကသဘောတူပြီးမှတစ်လုံးတစ်ဝနဲ့ပျော်ပျော်ရွှင်ရွှင်နေတာတော့အကောင်းဆုံးပဲနော်သူ့ဖယားသူ့ဖယားခုနလိုမျိုးဒီကလေးလိုမျိုးအာစိတ်မှအဲ့လိုမျိုးမဝင်လာဘဲနဲ့ဟာပေါ့ ီလိုမဖြစ်လိုက်ငင်းချာချာနေအရန်ကောင်းတော့ဗောကိုဖျားနဲ့ကိုကိုွယ်သူ့ဖျားနဲ့သူ့ကိုွယ်မရှုပ်ဖို့အဲလိုမျိုးနေအာမုံပွားတဲ့စကားနဲ့မပြောဖို့ဆိုရင်တော့အမှန်တမ်းကောင်းတဲ့ညာနေဖြစ်တဲ့ဆိုတာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်နောက်မှကျွန်တော်ပြန်ဆက်တွေ့ကြမယ်နော်